့တာနေစားပါကျွန်တော်ရေး APR RP မြန်မာ YouTube channel လေးကနေဒီပြဿနာပြန်ပြီးကြိုဆိုလိုက်ပါတယ်။တီဝီတရင်ဇီယာမလို့တဲ့တော်လိုင်းလမ်းကြောင်းဆိုတဲ့သုံးသက်ချက်လေးကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။အဆုံးထိကျေးဇူးနာဆင်ပေးကြပါအောင်ခင်ဗျ။ကချင်ဒေသကဗမာရခိုင်ဒေသမှာရှိတဲ့ပထောင်နဲ့ကရင်ဒေသက၄ကိကိုမြို့တစ်ကိုစစ်ကောင်စီကပြန်လေထိုးစစ်ဆင်ပါတယ်။ ဒါအပြင်ရှမ်းမြဒေသက TND ထိန်းချုပ်ဒေသတွေကိုလည်းထုစစ်ဆင်ပါတယ်။ KND ဒေသကဒီမိုဆိုမှာလည်းစစ်ကောင်စီစစ်တပ်စစ်ကြောင်းရှိပါတယ်။ KNDF နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။ဒီနယ်လေထိန်းချုပ်ဒေသတချို့နဲ့ကရင်ဒေသကအမြန်လမ်းမကြီးကိုပြန်နေလစ်လပ်လျားတာကတွေ့ပြီးတော့ကျန်ဒေသစစ်ကြောင်းထုတ်မှုများမှာစစ်ကောင်စီတပ်ဘက်ကတိုက်ဆုံမှုကြာဆုံမှုတွေနဲ့ ပြန်လှန်ကြနေတယ်ဆိုတဲ့သတင်းမြစ်တွေချထားပါတယ်စစ်ကောင်စီတပ်သားတိစုံမှုအခြေအတွေရခိုင်တပ်ဖွဲ့တွေမှာပုံပုံမြန်ပြပါတယ်ဒါကြောင့်ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိတ်လာတာဖြစ်ပါတယ်သူတို့ရဲ့လက်နေကြီးပြစ်ခတ်မှုတွေကြောင့်ဘဏ္ဍာကျပြည်သူတွေတွေ့ပြေတိတ်ချောင်နေရပါတယ်ဘဏ္ဍာကျမှာတိစုံသွားတဲ့စစ်ကောင်စီတပ်သားတွေအခြေအတွေ200ကျော်တိရှိပါတယ်ဒေသတွင်းသတင်းမြစ်တွေကလည်းဖော်ပြချက်အရတော့အထက်မက များနိုင်ပါတယ် တန်ရွေးဘက်မှလည်းစစ်ကောင်စီဘက်ကထုတ်စစ်ဆင်တယ်လို့ရေချောင်းကနေနေနေကြီးပြစ်ခတ်တဲ့အတွက်ကြောင့်မလို့ဒေသခံတွေစိုးရိမ်နေကြရပါတယ်စစ်ကောင်စီတပ်သားတွေဟာရခိုင်ဒေသကိုတွားမလားထောင်ချခံမလားဆိုလို့ရှိရင်ထောင်ချခံတဲ့အထိအဲ့ဒီဒေသကိုထိတ်လန့်နေကြပါတယ်ဆိုလိုတာကမတူညီတဲ့ဒေသတွေမှာမတူညီတဲ့ပုံစံတွေနဲ့တော်လိုင်းရေးတိုက်ပွဲဝင်နေကြပါတယ်အဲ့ဒီဒေသတွေကတိုက်ပွဲအခြေအနေတွေအရာဒေသတစ်ခုကတိုက်ပွဲတစ်ခုမှာပဲတရက်သေးဆုံးသူ စစ်ကောင်စီတပ်သားအနည်းဆုံး900ထဲမနေရှိနေပါတယ်။ဒါကရှုပ်ဖို့ပြောတာချင်းဖြစ်ပါတယ်။အမှန်တကယ်မှာတော့မိမိသေးဆုံးတဲ့စစ်ကောင်စီတပ်သားတွေပဲလျင်အဲ့ဒီအရေးတထဲမများနိုင်ပါတယ်။ဒါကစစ်ပွဲတနေရာစစ်ပွဲထိတွေ့မှုတစ်ခုမှာပြောတာဖြစ်ပါတယ်။နေ့စဉ်ဖြစ်ပေါ်နေတဲ့တိုက်ပွဲကြီး6ခုရှိလို့ရှိရင်တိုက်ပွဲများစွာအတွင်းတည်ဆုံးတဲ့စစ်ကောင်စီတပ်သားတရက်မှာ30 ရှိပါမယ်။တခြားဒေသကမိတ်ဆွေပြကြတိုက်ပွဲတွေအတွင်းတည်ဆုံရတာကိုထစ်တွေ့မိဆိုလို့ရှိရင်တရက်ကို100နီးပါရှိပါလေ။ဒါကနေ့စဉ်နေ့စတူဝပုံမှန်တည်ဆုံနေကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့အခြေတွေ့ကိုအကြံပြန်တွေ့ပြတာဖြစ်ပါတယ်။ဒီပြုံးတိအင်အားကိုဖြစ်ဖို့အတွက်တရက်မှာမြန်မာပြည်အနှံ့ကပေါ်တာဆွေးမှုအင်အားတရာအထက်ရဖို့အတွက်သူတို့မှလိုအပ်နေပါတယ်။ဒါမှပဲပြည့်မီမှုရရှိမှာဖြစ်ပါတယ်။ အင်အားဖြစ်တဲ့နေမှာဖြစ်ပါတယ်ဒါကြောင့်မော်တာဆွေးမှုတွေစစ်တိတ်လှုပ်ပါတယ်အကြံပေးပြန်ပေးဆွေးပုံစံအထိဖြစ်လာပါတယ်လူရောလူဝေလှုပ်ပြီးတော့ဌာနဆိုင်ရာတွေကအဝင်ပတ်သက်မှုတွေနေပြုတ်လှုပ်လာတာလေးတွေ့ရပါတယ်ရှမ်းကောင်မန္တလေးလိုမြို့ကြီးတွေမှာအရက်ဝက်တွေဖွဲ့ပြီးတော့ပြူစိုးထီနဲ့ရဲတွေစစ်သားတွေဟာနှစ်ခင်းကြောင်တောင်လူဖမ်းပွဲတွေလှုပ်ပါတယ်နှစ်ခင်းကြောင်တောင်ဖမ်းဆီးမှုတွေခံနေကြရပါတယ် မြို့ကြီးတွေဖြစ်တာရေလူဥယျာဉ်များတာရေကြောင့်သာတည်င်းတွေကမတိရတာဖြစ်ပါတယ်မိဘဆွေမျိုးတွေကမိသားစုတွေကပြန်သွားရွေးရင်တော့မှငွေလိုလို့ဖန်းတာမဟုတ်ဘူးလူလိုလို့ဖန်းတာလူလိုလို့ဆွေတာဆိုပြီးတော့ရွေးမခံကြတော့ပါဘူးဒါဟာဟောအရင်ကငွေနဲ့ရွေးလို့ရပါမယ်အခုငွေလို့ရွေးလို့မရတာဟာစစ်ကောင်စီတက်မှာဘလို့ထိ လူအင်အားလိုအပ်နေတဲ့ကြာကျုံးမှုတွေဘလောက်ထိညားနေတယ်ဆိုတာဖော်ပြနေတာဖြစ်ပါတယ်။တချို့တော့မန်းနေဒေတာတွေမှာလည်းစစ်ကောင်စီ အမာခံပြူစိုထိအဖွဲ့တွေနဲ့တပ်ပွေးတွေနေစင်ဒီပါဖြစ်ပေါ်နေပါတယ်။မြင်းချန်နဲ့ရမြင့်တဲ့ဘက်မှာပုံမထိတွေ့မှုညားနေလို့သိရပါတယ်။ပကောမှာတော်နေပူပေါင်းတပ်ဖွဲ့တွေ အံပွဲတွေကြာနေပါတယ်ရခိုင်ဒေသကိုအပြည့်အသက်သိယူနိုင်ဖို့ဆိုလို့ရှိရင်မကွေးပဲခူးနဲ့အရာဝတီမှာတော်နိုင်ဘက်ကစုံမထားနိုင်ဖို့လိုအပ်တဲ့အတွေ့အင်အားဖြစ်တဲ့မှုတွေပြုတ်လုပ်နေကြပါတယ်ချင်းဒေသဘက်ကစည်ရည်တည်ထင်တွေ မေးမှန်နေပါလေအဖွဲ့ကွေးမှုတွေရှိရှိတာကြားရပါတယ်အဲ့ဒီလိုပဲစကိုင်းဒေသမှာလည်းမတူကွေးပြားတဲ့အဖွဲ့တွေရှိပါတယ်အဲ့ဒီဒေသကတော်လည်းတပ်ဖွဲ့တွေကိုစစ်ကောင်စီဘက်ကအမှစ်ရွှေရွှေနေပါတယ်ပြည်သူနဲ့ထိတ်တိတ်တွေ့စီပါတယ်အချင်းချင်းမသိမမျက်အောင်ပြည်ခွေရီ view ဟာတွေကိုကျင့်သုံးပါတယ် online သွေးထုတ်မှုတွေနေ့စဉ်ပြုလုပ်နေပါတယ်မိမသိအဖွဲ့အစည်းတွေကိုစစ်ကောင်စီကိုယ်တိုင်နောက်ခွေကနေကြိုးကင်ထပ်ပန့်နေပါတယ်ရှစ်ထွေမင်းသားမင်းသမီးတွေကိုရှာပြဖို့မလိုပါဘူး ထင်ရှားစွာမြင်နေရမှာဖြစ်ပါတယ်စကိုင်းရှင်းနဲ့မကွေးဒေသဘက်ကိုစစ်ကောင်စီဘက်ကအင်အားမဖြုံးတီးပါဘူးဒေသတွင်ပြူစိုတိအဖွဲ့တွေနဲ့သာပဲထိတွေ့စေပြီးတော့၎င်းတို့စစ်တပ်ကလေကြောင်းအသုံးပြုမှုတာလည်းပြုတ်လောက်ပါလေပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာအထက်ကဆိုခဲ့တယ်လို့ပါပဲပြည်သူနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကိုထိတွေ့တွေ့စေတဲ့အနေဖြစ်ပါတယ်တော်လိုင်းရေးလုံလို့ဒီလိုခံရတာလို့ပြည်သူတွေမြင်အောင်တော်လိုင်းရေးကို မိမ့်အောင်ပြည်သူစိတ်နာအောင် ပြည်သူစိတ်ကုံအောင်လုပ်တာဖြစ်ပါလေပြည်သူကဒွန်နိုင်ရေးတက်ဖွဲ့တွေကိုမယုံကြည်အောင်ဒွန်နိုင်ရေးတက်ဖွဲ့အရှင်ရှင်အစွန်းမြင်စိတ်တွေဖြစ်လာအောင်လုပ်တာဖြစ်ပါလေလေရှိတွေကိုဒွန်နိုင်တက်ဖွဲ့တွေတတိမူကြဖို့လိုပါလေပြည်သူကိုစစ်အာဏာပြချင်းတဲ့စီယုံရေးကောင်းမဖို့လိုအပ်ပါလေအဲ့ဒီအပြင်ဒေသတွေလုံခြုံရေးအားကောင်းဖို့တွေလိုပါလေလုံခြုံရေးလို့ပြောတဲ့အခါမှာဗမာဒွန်နိုင်အင်အားစုတွေအများစုဟာ online ကနေတွန်လိုင်းရဲ့အတွက်ရံပုံငွေတွေရှာကြတာများတဲ့အတွက် online ပုံမှာရှင်းပါတဲ့ပေါကအစတည်နေကြတာတွေ့ရပါတယ်။ဒါကလုံချုံရေးစီကျုပ်ပါစေတာဖြစ်ပါတယ်။မဟာလကမန္တလေးတက္ကသိုလ်ရှားပြည့်အခမ်းအနားကိုတက်တဲ့အခါလာတဲ့သူတွေဖုံးတွေပါတိတ်ပါတယ်။ဒါကိုတွန်လိုင်းပြည်သူတွေကဟားကြပါတယ်။တွန်လိုင်းရဲ့တက်ဖွဲ့တွေကဟားကြပါတယ်။သူ့အလုပ်ကသူ့လုံချုံရေးအတွက်သူလှုပ်သွားတာဖြစ်ပါတယ်။ လုံခြုံရေးဟာတကယ့်ကိုအရေးကြီးပါတယ်တော်လိုင်းရဲ့တပ်ဖွဲ့တွေအနေနဲ့လုံခြုံရေးစီမကျို့ဖို့အတွက်အွန်လိုင်းအသုံးပြုမှုအင်တာနက်အသုံးပြုမှုပေါ့စနစ်တကျဖြစ်စေဖို့လိုပါတယ်ရခိုင်မှာလုံခြုံရေးစီမပေါအောင်တစ်ဖက်ကအင်တာနက်လိန်းတွေဖြတ်ထားရတာဖြစ်ပါတယ်စစ်ကောင်စီဟာအမြဲတမ်းအင်တာနက်လိန်းပေါ်ကနေကင်းထောက်နေပါတယ်ဒါကြောင့်မလို့တစ်ဖက်မှာစိုးကြွတွေရှိပေမဲ့စစ်ရေးအတွက်ကတော့ ုံချုံရဲ့အာမခတ်ချက်ရအောင်အတွက်ရောက်ခိုင်ဘက်မှာအင်တာနက်လိုင်းဖြတ်ထားရတာဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်။ဒီမှာလုံချုံရဲ့အတွက်အရေးကြီးတဲ့အတွက်ကြောင့်မလို့ဗမာတော်လိုင်းရဲ့အင်အားစုတွေအနေနဲ့အထုတတိထားဖို့ကိုတော့အထုတတိပေးလိုပါတယ်ခင်ဗျ။အချင်းချင်းကွေးပြားနေကြခြင်းကထိရောက်မှုကိုပို့အပြုတ်စေတဲ့အတွက်စစ်ကောင်စီကနင်းမျိုးစုံနဲ့တက်ရှိုးတွေးခွင်မှုတွေလုပ်နေပါတယ်။ ဘလို့ပဲဖြစ်ပါစေတော်နိုင်ရဲ့အရွယ်အကတော့မြန်ဆန်လာမှာဖြစ်ပါတယ်အင်အားအငွေအဖွဲ့တွေကြိုတင်ပေါင်းစည်းထားကြဖို့လိုပြီးတော့တော်နိုင်ရဲ့တပ်ဥတွေရဲ့ COC JOC အကောင့်ဖို့လိုလာပါပြီပူပေါင်းဆောင်ရွက်မှုတွေကိုနိုင်ငံရေးအရာသားမကအစီအရေးအရာနိုင်ငံရေးအရာဖြစ်တဲ့နေ့တွေနဲ့ပူပေါင်းဆောင်ရွက်မှုတွေလုပ်ကြဖို့လိုအပ်လာပါတယ်ပူပေါင်းဆောင်ရွက်မှုတာလည်းကျွန်တော်တို့ရဲ့တော်နိုင်ရေးကိုစုံဖြတ်ပေးသွားမှာဖြစ်ပါလိမ့်သူတစ်ဖွဲ့ငါတစ်ဖွဲ့ တိုက်တဲ့အချိန်တိုက်နားတဲ့အချိန်နားလုံလေလောကတော့ကျွန်တော်တို့တော်လိုင်းကြီးကရေရှည်တော်လိုင်းကြီးကြီးဖြစ်သွားမှာပါရေရှည်တော်လိုင်းကြီးဖြစ်လို့မရပါဘူးအချိန်ကြာလာတာနဲ့အများတော်လိုင်းကြီးဟာလုံးပါပါသွားပါလိမ့်မယ်အဲ့ဒီတော့အဖြစ်ခံတော့မရပါဘူးအကြောင်းမလို့စီလုံးညညမှုတာလည်းကျွန်တော်တို့တော်လိုင်းကိုအပြည့်ပေးနိုင်မေးဆိုတာကျွန်တော်မကြမကြပြောဖြစ်ပါတယ်ဘုချုပ်ထမင်းနေပြောသွားတာတော်လိုင်းကာလမှာစီလုံးညညမှု အခြေကြီးတွေဆိုတဲ့အခြေအမှတ်တွေအများကြီးပြောသွားပါတယ်။ပုံပေါ်ဆိုင်မှုဘယ်လိုလုပ်မလဲဆိုတာကိုတော့ပြောသွားတာမတွေ့ပါဘူး။ဒါပေမဲ့စစ်ရေးနိုင်ငံရေးပုံပေါ်ဆိုင်မှုတွေကဖြစ်နေသလောက်တိုးတိုးတိတ်တိတ်လုံးဝမေးဆိုပြီးတော့ပြောသွားတာကိုတော့တတိထားမိကြမယ်ထင်ပါတယ်။ကျွန်တော်တို့တော်လိုင်းကြီးကရှေ့ကိုဆက်သွားဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စီးလုံးညီညွတ်မှုပို့ပြီးတော့အားကောင်းဖို့လိုအပ်ပါတယ်။အဲဒါကြောင့်မလို့တွေ့ဝေချင်းချင်း နေစရာမရှိတော့ပါဘူးကျွန်တော်တို့မှာတော်လိုင်းရေးမှတပါအခြားမရှိပါဘူးတော်လိုင်းရေးလမ်းကြောင်းကနေတွားကြမယ်ဆိုလို့ရှိရင်တော်လိုင်းရေးတက်ဖွဲ့အလုံးစီလုံးညီညွတ်ဖို့အရေးကြီးကြောင်းသင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာအဆုံးထိကျေးဇူးနာဆင်ပေးခဲ့ကြတဲ့တော်လိုင်းမိဖပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အရက်ခပြည်သူပြည်သားများနဲ့တော်မြန်မာပြည်သူပြည်သားများအားလုံးပြည်ရန်ဒီကဲရှင်ပြီးကျမ်းမာကြပါစေခင်ဗျာ